အလုံးပဲမင်္ဂလာပါဒီပြလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့အခုလိုမျိုးပေါ့နော်ဒါကျွန်တော်တို့ Facebook Messenger မှာတရားရောက်ကစာတွေပို့လာတယ်အဲပို့လာပြီးတော့သူပဲပြန်ဖြတ်သွားတယ်ပေါ့နော်အပြန်ဖြတ်သွားတဲ့ဖြစ်တဲ့အတွက်အခုလိုမျိုးကျွန်တော်တို့ပို့လာတဲ့စာတွေကဘာအကြောင်းရလဲကိုကမသိဘူးသူကပြန်ဖြတ်သွားတဲ့အတွက်ပေါ့နော်အဒီလိုမျိုးစာတွေကိုကြည့်ချင်တယ်သိချင်တယ်မိတ်ဆွေတွေတို့ကကျွန်တော် sharing လုပ်ပေးချင်တယ်အဲဒါကတော့ Messenger တစ်ခုတည်းမဟုတ်ဘူးနော် live viber whatsapp အားလုံးရတယ်မဟုတ်လား message box ကစာပို့လာလို့ရတဲ့အရာအားလုံးက အဒီနေရာမှာကြည့်လို့ရတယ်ပေါ့နော်။ Okay ဒီနီလန်းလေးကိုဒါကျွန်တော် share လုပ်ပေးမယ်။အဒီနီလန်းလေးလုပ်ဖို့ဆိုရင်တော့ဒါကျွန်တော်တို့အခုနောက်ပိုင်းဖုန်း system မြင့်တဲ့ဖုန်းတွေကြတော့လေဖုန်း setting ထဲမှာတော့ဖွင့်လိုက်ဦးမယ်ပေါ့နော်။အဲကျွန်တော်တို့ modern နေတဲ့ဖုန်းတွေကြတော့မရဘူး။အဲနောက်ထပ် app လေးတစ်ခုကိုဒါအသုံးပြုရတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဘယ် app လေးလဲပေါ့နော်။ဘယ်လိုမျိုးအသုံးပြုရတာလဲဆိုတာလေးကိုအဲကျွန်တော် share လုပ်ပေးချင်ပါတယ်။ Okay ဒါဆိုရင်တော့ကျွန်တော်အသုံးပြုတဲ့ app လေးကတော့အဲဒီမှာကျွန်တော်ဖြတ်လိုက်ပြီ။ Okay ဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့ထည့်ပြမယ်နော်။ အဲ့ဒါဆိုရင်ကျွန်တော်ရဲ့မရှိက Play Store တွေကိုတစ်ချက်သွားလိုက်အဲ Play Store တွေသွားပြီးတော့ဒီနေရာမှာရိုက်ချလိုက်ပေါ့နော်အဲဒီတိုင်းလေးပေါ့နော်အဲအခုနောက်ပိုင်း system မြင့်တဲ့ဖုန်းတွေပေါ့နော်အဲ့ဒီနောက်ပိုင်းမြင့်တဲ့ဖုန်းတွေကြတော့ auto ပါပြီးစားပေါ့နော်ဒါကျွန်တော်ရဲ့ဖုန်းက modern နေနေတာဖြစ်တဲ့အတွက်မပါဘူးပေါ့နော်မပါဘူးဆိုရင်လည်းဒီ app ကလေးတစ်ခုဒါ install တင်လိုက်ပြီးတော့အသုံးပြုလို့ရပါတယ်အဲဒီတိုင်းလေးရေးတယ်ပေါ့နော်အော်ကျွန်တော်ရေးထားတော့အောက်မှာရှိတယ်နော် hidden setting ဆိုတာအဲဒီမှာပေါ့နော်အဲဒီတိုင်းလေးရိုက်ချလိုက် အဲရိုက်ချလိုက်ရင်အဒီလိုမျိုးလေးပင်နေပုံလေးနဲ့ပေါ်နေတယ်ပေါ့နော်အဲဒီတိုင်းလေးအဲဒါလေးပေါ်နေတယ်အဒီ L ကလေးကိုဒီတိုင်းလေးရေးချပြီးတော့ဒါကျွန်တော်ရဲ့ mission က install တင်တယ်ပေါ့နော်ကျွန်တော် step by step ဖြစ်သွား install တင်မယ်အတင်ပြီးတော့ဝင်ပြမယ်ပေါ့ဒါကတော့ဖုန်းနဲ့အသုံးပြုလို့ရတယ်ဗျအဲ modern နေနေတဲ့ဖုန်းတွေလည်းပြန်သူရဲ့ file size ကလည်းတူတူလေးပဲနော်အဲနည်းနည်းလေးခဏလေးသူပြီးသွားတယ်အဲဒါဆိုရင်ကျွန်တော်ရဲ့ mission ကအရင်ကတော့ဒါအခုလိုမျိုးပေါ့နော်အဲကျွန်တော်တို့ messenger ပဲပြည့်ပြည့် live viber အားလုံးပေါ့နော်တယောက်ကပို့လာတဲ့စာတွေကို အဲကိုကမဖတ်သေးဘူး तू ကဖြတ်သွားတယ်ဆိုတော့ကျွန်တော်တို့ကမသိဘူးပေါ့နော်မသိဘူးဆိုရင်ဒီအက်ကလေးကိုစပြီးတွင်းတဲ့နေ့အတီအက်ကလေးကိုတွင်းတဲ့စပြီးနေ့ကစပြီးတော့နောက်ထပ်ပို့လာမယ့်စာတွေပေါ့နော်ကြိုက်သလိုမျိုးပြန်ဖြတ်သွားကျွန်တော်တို့အချိန်မျိုးတော့ဝင်ကြည့်လို့ရတယ်ပေါ့နော်အဒီအက်မတွင်းခင်အရင်ကနေ့ကတွေကတော့မပါတော့ဘူးပေါ့နော်အဒီဒီ application လေးကိုဒီအက်ကလေးကိုဒါကျွန်တော်ရင်ဖြတ်ကအသုံးပြုပြီးတော့ဖွင့်ပြီးတဲ့နေ့ကစပြီးတော့အနောက်ထပ်ပို့လာတဲ့စာတွေအဲ message ပေါ့ကကြိုက်တဲ့စာပို့လာနော် message တစ်ခုတည်းမဟုတ်နော် live viber အားလုံးအကုန်လုံးရရတယ်နော် whatsapp အကုန်လုံးကစာတွေကိုပြန်ဖြတ်သွားကျွန်တော်တို့ကသိသွားပြီပေါ့နော်ဒါဆိုရင်ဒီအက်ကလေးထည့်ပြီးတဲ့နေ့ရက်စာပြီးနောက်ပိုင်းပေါ့နော်โอเคဒါဆိုရင်ဒီအက်ကလေးကိုဒါ install တင်လိုက်ဒီတိုင်းလေးရှာပြီဒါဆိုရင်ပြီးပိုင်း open လေးကိုနှိပ်လိုက်အလွယ်လွယ်လေးဘာမှလုံးဆရာမလုပ်ဘူးနော်ဖိုင်ဆက်ကတဲ့ငငယ်လေးโอเคဒါဆိုရင်ဒီနေရာမှာအလောင်းလေးပေးအဲခဏလေးဆောက်โอเคဒါဆိုရင် तू ကဒီလိုမျိုးလေးလဲလာပါဒီနေရာမှာအကုန်လုံးပါတယ်နော်အဲ့ဒါကျွန်တော်ကအဓိကဖြစ်တဲ့ အဲကျွန်တော်ရေးမစက messenger တစ်ခုတည်းလောက်ပဲကျွန်တော်ပြပေးမယ်ပေါ့နော်အဲဒီထဲမှာတော့တော်တော်များများအသုံးပြုလို့ရတယ်ဗျအဲတော်တော်လေးလည်းအဆင်ပြေတယ်ဗျဒီ app ကလေးအသုံးပြုရတာပေါ့နော်နည်းနည်းလေးဆွတ်တင်ပေါ့နော်အဲဆွတ်တင်ပြီးတော့ကျွန်တော်တို့ကအဲဒီမှာ note လေးကိုနည်းနည်းရှာလိုက်ကျွန်တော်များထောက်တဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ဒီနေရာလေးနော်အဲဒီမှာမြှားထောက်ထားတဲ့နေရာလေးရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်အနှိပ်ပြီးတော့ကျွန်တော်ရေးမစက်ကဒါလေးကပိတ်နေနေပိတ်နေတတ်တယ်ပေါ့နော်တချို့ပုံနေပိတ်နေတယ်ဆိုရင်ဖွင့်ပေးလိုက်โอเคဒါဆိုရင်ဒီနေ့ဒီရက်ဒီချိန်ကစပြီးတော့ဗောနော်အဲကျွန်တော်ရဲ့မိတ်ဆွေကဒီကလုတ်လေးကိုဖွင့်ပေးလိုက်ပြီးွားပြီးဆိုရင်ဗောနော် မက်ဆေ့ချာမှာကြိုက်တဲ့လူကစာပို့လားအဲပို့လာလဲဒါပြန်ဖြတ်သွားလဲကျွန်တော်တို့ကအဲသိတယ်ဗောမက်ဆေ့ချာတစ်ခုတည်းမဟုတ်နော် Viber Line အားလုံးအကုန်လုံးရတယ်နော်โอเคဒါဆိုရင်တကယ်ပဲဟုတ်မဟုတ်ဗောနော်အဲကျွန်တော်ရှင်းလိုက်မယ်အရှင်းလိုက်ပြီဒီဘက်ဖုန်းကနေပြီးတော့ဒါကျွန်တော်စာလေးတစ်ခုအဲရေးပြီးတော့ဗောနော်အဲဖြတ်ပြမယ်โอเคဒါဆိုရင်ကျွန်တော်ဒီဘက်ဖုန်းလေးကကျွန်တော်စာလေးတစ်စောင်တော့ပို့လိုက်မယ်နော်အနမူနာလက်တွေ့ဖြစ်သွားရအောင်ဗောအဲကျွန်တော်ကတော့အတင်းပောက်ရက်လျှောက်ရေးလိုက်မယ်နော်ဒီတိုင်းလေးပို့ပြီးတော့အဲဒါကျွန်တော်ပို့လိုက်မယ် โอเคဒါဆိုရင်ဒီမှာကဏန်းလေးနဲ့နံပါတ်လေးနဲ့အဲ့ဒါကျွန်တော်ဒီဒီရှောင်းနေပြီးတော့အဲပို့လိုက်တာပေါ့နော်โอเคဒါဆိုရင်နံပါတ်ကရောက်လိုက်ရောက်လိုက်ဆိုရင်ကျွန်တော်ဒီဘက်ကနေပြီးတော့ကျွန်တော်ပြန်ဖြတ်လိုက်မယ်ဒါသူကမဖတ်ရသေးဘူးပေါ့နော်ဥပမာဒါဆိုရင်ဒီဘက်ကနေပြီးတော့ကျွန်တော်ပြန်ဖြတ်မယ်โอเคဒါဆိုရင်ပြန်ဖြတ်သွားပြီပေါ့နော်ပြန်ဖြတ်သွားလမ်းဖြတ်တော့ကျွန်တော် message ကြောင့်တစ်ချက်ဝင်ကြည့်မယ်အဲဒီမှာသူပို့လာတာပေါ့နော်အဲဒီမှာဒီအောင်မျိုးဆက်ဆိုရကဒါဆိုရင်ကျွန်တော်နှိပ်ကြည့်မယ်โอเคဒါဆိုရင်ဒါကတော့ကျွန်တော်အပေါ်ကဓာတ်ပုံပဲစာလေးကဒီအောက်မှာနော် အဲ့နောက်တစ်ခုထပ်ပို့လိုက်မယ်ဗျာအဲထင်သာမြင်သာဖြစ်တော့မှာနော်အဲโอเคဒါလေးတစ်ခုအဲကျွန်တော်ထပ်ပို့လိုက်မယ်အဲဒီမှာဒါဒါအဲဒီလိုရှုပ်ချက်ခောင်းကျွန်တော်ရေးပြီးတော့ပို့ထားတယ်ဗောဒါဆိုရင်ဒီဘက်ဖုန်းကနေပြီးတော့ကျွန်တော်ပြန်ဖြတ်လိုက်မယ်โอเคဒါဆိုရင်ဒီမှာနှစ်ကြောင်းနော်အဲဒီနှစ်ကြောင်းကဒါကျွန်တော်ဖြတ်လိုက်ပြီโอเคဖြတ်လိုက်ပြီဆိုရင်ဒီစာကဘာမြင်မသိဘူးဗောနော်အဲကျွန်တော်ရှုပ်ချက်ခတ်ဒါကိုကျွန်တော်ရေးမစောကတိချင်တယ်ဆိုရင် အဲသွားကြည့်လို့ရအောင်နော်တကယ်ပဲဒီ app ကလက်တွေ့အသုံးတည့်လာပါနော်အဲဒါလေးကိုကျွန်တော်လက်တွေ့ပြပေးခြင်းလို့ပါ Okay ဒါဆိုရင်ခုနက app ကလေးကိုပြန်ဝင်လိုက်မယ်ဒါဆိုရင်ဒီမှာ setting ပုံလေးနဲ့ပေါ့နော်အဲဒါလေးကိုတစ်ချက်နှိပ်အဲခဏစောက်ပေးလိုက်အဲ့ဒီစာလေးလေးကိုဒါကျွန်တော်တို့ကသိချင်တာပေါ့နော် Okay နေရာလေးမှာနည်းနည်းလေးဆွဲတင်လိုက်အဲသူ့မှာတော်တော်များများအသုံးပြုလို့ရတာလေးပါတယ်နော်ကျွန်တော်ကတော့ message စာပြန်တာလေးကိုသိချင်တဲ့အတွက်ပေါ့နော်အဲဒါလေးကို share လေးလုပ်ပေးမယ် Okay ဒါဆိုရင်အဲကျွန်တော်တစ်ချက်ကြည့်ဒီမှာကျွန်တော်များပြတဲ့နေရာလေးနော် အဒီအပေါ်ကြောင်းနဲ့မှားတက်တယ်နော်အဒီအောက်ကအဲဒီမှာအဆက်ကလေးပါတယ်နော်အဲ့ဒီနေရာလေးကိုနှိပ်နှိပ်လေးထန်တယ်သူကတန်းပေါ်လာပါဘောနော်အဒါကအခုမှဖွင့်ပြီးတဲ့နောက်ပိုင်း messenger တစ်ခုပဲလာသေးလို့တော့ပေါ့နော်တကယ်လို့ facebook ကလာတာပဲဖြစ်ဖြစ်အ whatsapp viber အားလုံးပေါ့နော် support လို့ရလာတဲ့နေရာကလာတဲ့အရာမှန်သမျှအားလုံးကဒီနေရာမှာလာပေါ်တယ်ပေါ့နော် โอเคဒါဆိုရင် तू ကတခါလဲဒီမှာလာပြပေးပြီပြောเนาะခုနကပြန်ဖြတ်သွားတာကျွန်တော်တို့ကဖတ်မရဘူးအခုတော့ဒီမှာဒီလိုမျိုးလာပြတယ်ဒါကကျွန်တော်နံပါတ်တွေလျှောက်ထည့်ထားတာဖြစ်တော့ဒီလိုမျိုးပေါ့เนาะအဲဒါဆိုရင်တစ်ဖက်ကဖြတ်သွားတဲ့စာတွေကိုဒါကျွန်တော်တို့ကအချိန်မီးပြန်ကြည့်ရတယ်ဒီနေရာကနှိပ်ကြည့်လို့မရနှိပ်ကြည့်လိုက် message တော့ရောက်သွားပြီเนาะโอเคဒါမှမဟုတ် तू အများကြီးပို့ထားတာဆိုရင်ကျွန်တော်ရေးမစကသိချင်တယ်ဆိုရင်ဒီအောက်လေးမှာဒီအောက်မှာ message ဆိုတော့တစ်ခုပေါ်နေတယ်မြားလေးအောက်ဆိုင်နေရှိတယ်အဲတကယ်လို့ကျွန်တော်ရေးမစကဒီနေရာကိုနှိပ်လိုက်တယ်ဆိုရင် message တော့တစ်ခါလဲဝင်သွားတော့ပေါ့เนาะဒီနေရာကတော့မှတ်နေအမြင်ပိုင်းပြထားတယ်ပေါ့เนาะ အဲသူကစာရီအခုနောက်ကတော့တန်းရှိပြီးပို့ထားတယ်ဆိုရင်ကျွန်တော်ရေးမှုဆိုတာသိချင်တယ်ဆိုရင်ဒီကျွန်တော်မြားလေးချက်ကြည့်အဲမြားလေး outside နေရရှိတယ်နော်အဲ့ဒီနေရာလေးကိုနှိပ်လိုက်အဲ outside နေဒီမှာဒီလိုမျိုးလေးပေါ့နော်သူအရှိကြီးဆိုအရှိကြီးလာပြပေးတယ်ပေါ့နော် okay လောက်ဆိုရင်ဒါကျွန်တော်ရေးမှုဆိုရင်နားလဲသဘောပေါက်မယ်လို့မျော်လင့်တယ်အတကယ်လို့ဒါလေးကလည်းပိတ်နေမှဆိုရင်ဖွင့်တာပေါ့နော်အရှိမတခါတည်းဖွင့်တာပြီးဒါဆိုရင်ကျွန်တော်ရေးမှုဆိုတာဒီကလုတ်လေးကိုဖွင့်တာပြီးပြီးတဲ့နေ့ကစပြီးနောက်ပိုင်းပေါ့နော်အရင်ကစပို့ထားတဲ့စာလေးတော့မရဘူးနော်အဲ့ဒီ app ကိုအင်စတောတင်ပြီးသွင်းပြီးတဲ့နေ့ကစပြီးနောက်ပိုင်းကကျွန်တော်ရေးမှုဆိုရင် messenger အစာပုတ်လာပြီးရိုက်တဲ့လာတဲ့အားလုံးကပေါ့နော်ကျွန်တော်ရဲမဆွေတိသွားပြီပေါ့နော်အစာပုတ်လာတဲ့သူတို့ပြန်ဖြတ်သွားတယ်ကိုကအေးဆေးပြန်ကြည့်လို့ရသွားပြီပေါ့နော်ဟုတ်ကဲ့ပါအဲဒီပွဲလေးကတော့ဒီလောက်ပါပဲ